မျိုးတုံးလူနီးကြောင်းမျိုးစိတ်ဝင်ဖြစ်တဲ့အင်ကြားသားပေါက်တကောင်ကို Homeless မြို့နယ်အတွင်း February 10ရက်နေ့ကဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ Homeless မြို့နယ်နန်းနန်းအုပ်စုပင်းပါပါကျွာနီးမှာမျိုးတုံးလူနီးပါကြောင်းမျိုးစိတ်ဝင်ဖြစ်ပြီးထမန်းဒီဘဲမဲ့တော်တွင်သာအများဆုံးတွေ့ရှိနိုင်တဲ့အင်ကြားပေါက်တကောင်ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါဗျ။ အဲ့ဒီ6လသားအရွယ်ခန့်အင်းစာဝကိုဖေဖော်ဝါရီလ10ရက်နေ့ညပိုင်းကပင်းဖာဖာကျေးရွာပြင်မှာရွာသားတွေမှာဝိုင်းဝန်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။ဟုံးမလင်းမြို့နယ်တတော်ဦးစီးဌာနမှာတောအုပ်ကြီးဦးကြီးဝန်ကပင်းဖာဖာရွာအနီးမှာမှို့တောက်ကျိုးဝိုင်းတတော်ရှိတဲ့အဲ့ဒီကျိုးဝိုင်းတတော်ထဲမှာအောင်းနေရင်မျက်စိလဲပြီးရွာဘက်ရောက်သွားတဲ့ထင်ပြီးအင်းကြားတွေကိုဟုံးမလင်းမြို့နယ်ထမန်တီကျိုးဝိုင်းတတော်မှာအများဆုံးတွေ့ရတယ်လို့ဆိုပါတယ်။ အဲ့ဒီအင်ကြမှာခမ်းမန်းအရွယ်အစားအမြင့်တပေး အလျားလေးပေး အမိပိုင်းတီရှိပြီးဝါနတ်စင်ကြအယောင်ဖြစ်ကမျိုးစိတ်ခွဲကြသတ်မှတ်နိုင်ဖို့ရဲနာဘုံတိရစ္ဆာန်ဥယင်ကိုပို့ဆောင်မှာဖြစ်ပါတယ်။ အဲ့ဒီရှားပါတရိတ်ဆန်မျိုးစိတ်အင်ဂျာတွေဟာတမန်တီတော်ရန်တရိတ်ဆန်ပေးမဲ့တော်အတွင်းမှာနေထိုင်ကြပြီးဂျာအင်ဂျာကြောင်မင်းနဲ့ကြောင်သလင်းမျိုးရင်းဝင်များနေထိုင်မှုတို့ကိုစဉ်ဆက်မပြတ်မှတ်တမ်းတင်နိုင်မှုနဲ့ထိန်းသိမ်းနိုင်မှုအတွက်တမန်တီပေးမဲ့တော်အတွင်းနေရာပေါင်း82နေရာမှာကင်မရာထောင်ကျောက်တွေနဲ့စောင့်ကြည့်လေ့လာထားတာဖြစ်ကြောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့တည်တော်ရေးရာဝန်ကြီးဌာနကနေသိရပါတယ်။စကိုင်းတိုင်းဒေသအတွင်းမှာရှိတဲ့တမန်တီတော်ရန်တရိတ်ဆန်ပေးမဲ့တော်ကို1994ခုနှစ်ဧပြီလ17ရက်နေ့မှာ area 9သိန်း3156 A က student mile အပြင်130.4 student mile အထိအတည်ပြုသတ်မှတ်ထားတဲ့ဘေးမဲ့တော်တစ်ခုဖြစ်ပါတယ်။